အလဲမယောက်တန်ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေအတွက်ရသဆောင်ခန်းနာဆောင်ကမြင်ွေးတွေကိုရိုက်ကူးတင်ဆက်ပေးနေတဲ့တော်ရာရရဲ့အင်ဆက်မြန်မာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုတစ်ပတ်ရင်အင်ဆက်မြန်မာအစီအစဉ်မှာတော့ expectation မြန်မာကနေပြီးတော့မြန်မာနိုင်ငံရဲ့တကယ့်ကိုထင်ရှားကြော်ကြတဲ့နေရာတွေအပြင် တကယ့်ကိုတော့ရောက်ဖို့ခက်ခဲတဲ့နေရာတွေကိုတော့ရောက်ပြီးတော့ရိုက်ကူးထားတဲ့ traveler program တစ်ခုကိုစတင်မိတ်ဆက်တဲ့ပွဲခန်းမြင်ွေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်ဒီပွဲခန်းကိုတော့ရန်ကုန်မြို့ရန်ကုန် gallery မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါရရှင် ဒီနေ့ပွဲအခမ်းအနားမှာတော့ Expedition မြန်မာတင်မအဖွဲ့ဝင်တွေဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ Expedition မြန်မာတင်အဖွဲ့မှာမြန်မာနိုင်ငံရဲ့နေရာအနှံ့ပြားမှာတက်ရောက်ပြီးတော့ရိုက်ကူးခဲ့တဲ့ movie trailer ကိုလည်းပရိသတ်တွေအတွက်ပြသခဲ့ပါတယ်။ ကတော့ဟိုမြန်မာနိုင်ငံမှာသဘာဝအကျဆုံးနဲ့ reality ဆန်ဆုံးပေါ့နော်တကယ်ခီးသွားတဲ့လူတွေနဲ့အနည်းဆက်ဆုံးလူငယ်ဆက်ဆံသဘာဝအကျတဲ့ခီးသွားပုံကထူရဲ့ခုချင်တာပါနောက်တစ်ခါကျတော့ဒီမြန်မာနိုင်ငံရဲ့တကယ်စုံနေတဲ့နေရာတွေကိုဆက်လာပါရင်သွားချင်တော့ဟိုရည်ရွယ်ပြီးရောက်တာပါအဖွဲ့ဝင်ကတော့အလုံးပေါင်း9ရောက်လို့ရှိပါတယ်အဓိကကသွားခဲ့ပြီးတော့အခုဆိုရင်ချင်းတို့ကော့တောင်တို့နောက်ဟိုမန္တလေးနောက်ပြီးတော့ဒီကလောဟိုရန်နေဘူနောက် နောက်ဟိုကျိုးဆိုချင်းမြောက်ပေါ့နော်ချင်းမြောက်ဆိုလို့ရှိရင်ရီရီကန်ထီတို့အဲ့လိုပဲသွားခဲ့သွားခဲ့ရရှိပါတယ်။နာမည်ကြီးရဲ့နေရာတွေသွားတာတစ်ခုနာမည်ကြီးရဲ့နေရာတွေလည်းပါသလိုတချို့ဟာဒီမြန်မာနိုင်ငံရဲ့ဒီအစွန်ဖျားတကယ်ထိတ်ထိတ်ထိတ်တွေကိုကျွန်တော်သွားပေါ့နော်အခုကျွန်တော်ဆိုကော့တောင်းသွားပြီးပါပြီ။ပြီးရင်ကချင်သွားဖို့ကြံသေးရဲ့အဲပြီးလို့ရှိရင်ကျိုင်းနုံတာချီလေးသွားဖို့ကြံသေးရဲ့။ဟောထိတ်တွေထိတ်တွေပေါ့။ဟိုချင်းဆိုလည်းဟိုချင်းကအိန္ဒိယနဲ့စသည်ကျွန်တော်ရောက်တယ်။အဲ့လိုကျွန်တော်အဲ့ထိတ်တွေထိတ်တွေကိုအဓိကထားပြီးသွားတယ်။ အဓိကတော့ကာနစီနဲ့ကျွန်တော်ဒီအခုရှိမှရထားတဲ့ဒီ Isuzu D-Max နဲ့စီးနေမှာသွားတာပါကာနစီနဲ့ပဲကျွန်တော်ဒီရားတွေအကုန်လုံးရောက်အောင်သွားတာပါဟိုပြောရရင်တော့ကျွန်တော်တို့သွားခီမှာ10ခီလည်းရှိရဲ15ရဲ့ခီလည်းရှိရဲဟို9ခီလည်းရှိရဲဘောနော်ဒါတော့ခီးပုံမတူပြကြရရှိပါတယ်ဟိုဒီကတော့ကျွန်တော်တို့ဒီတဘာဝချက်ချသွားတဲ့ဟာပါဟုတ်ခက်ခဲရရရှိပါတယ်ချင်းဆိုရင်တော်တော်ခက်တယ်အေးလဲတော်တော်အေးရယ်သုံးတချို့ခီးဆိုရင်၃ရက်လောက်ကောင်းမောင်းတာရှိရယ်၃ရက်လောက်ကောင်းမောင်းမှနေရာရောက်တယ်ရှိရယ်အဲ့လိုဟာတွေတော်တော်များရှိရယ်ဘောနော်ဒါပေမဲ့ တော်တော်များကတော့ခက်ခဲဆိုမှကျွန်တော်ကဂျိုတင်မျိုးတက်တဲ့လေးလာွား research လုပ်ွားတယ်အဲ့ဒါမို့လို့အဆင်ပြေရဲ့ဟိုမာရှာတော်ရင်ဒီမှာဆက်လွှင့်ပါမယ် MRD entertainment နေပတ်သက်ပြီးတော့ expedition မြန်မာရဲ့ program ကိုထွက်သွားမှာပါခင်ဗျအရသာအတစ်တစ်ခုရမယ်လို့ကျွန်တော်အမှတ်ခံနိုင်ပါတယ်အပိုင်းကတော့48ပိုင်းလောသက်ကျွန်တော်တို့ကြောင့်မြန်မာနိုင်ငံကလူတွေအလုံးခီးသွားခြင်းစိတ်ပိုးဖြစ်လာဆိုရင်ကျွန်တော်တို့ကျင်းနေတယ် အရင်နာမှာတော့ expedition မြန်မာအဖွဲ့မှအဖွဲ့ဝင်တအူဖြစ်တဲ့ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်အေးမြတ်သူကလည်း travel program ရိုက်ကူးခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြခဲ့ပါတယ်။ဒီ expedition မြန်မာအဖွဲ့မှပါဝင်ခင်းရခဲ့တဲ့အဖွဲ့ဝင်တယောက်ဖြစ်ခဲ့တဲ့အတွက်အရန်ကိုဝမ်းသာမိပါတယ်။အရန်ကိုလည်းဂုဏ်ယူမိပါတယ်။ဒီကတော့ပေါ့နော်ကိုဆိုင်လုံးကြောက်ပေါ့ကိုဆိုင်လုံးကြောက်ကနေပဲဒီ AM ကိုသူစပြီးတော့လုံးတဲ့ချိန်မှာမြတ်သူကိုစပြီးကမ်းလှမ်းတယ်ပေါ့နော်ခီးသွားဖို့လို့ရှိရဆိုမြတ်သူကအရန်ခီးသွားကြတယ်ခီးသွားတာအရန်ပြော့တယ်ပြီးတော့ခီးသွားတာကအဲ့လိုအထုပ်တထုပ်ဆွဲပြီးရှောက်သွားတာပို့ကြိုက်တယ်။ဆိုတော့အဲ့မြတ်သူရဲ့ character ားလဲယောက်ျားလေးနဲ့ဆန်တယ်ဆိုတော့အဲ့လိုမျိုးနဲ့ဆိုမြင်တော့ကော်တီဖြစ်နေရောမြင်သူသွားမယ်နော်ကိုမြောက်ပြနေရတယ်ကိုသွားရမှာပေါ့နော်ဆိုတော့အဲ့အတွက်မြင်သူဒီစီဇန်လက်ခံပြခဲ့တာရှင်မအရန်ကိုလက်ခံတကယ်တော့ကပေါ့နော်ဒီလောက်ဒီလောက်ထိအပျော်တွေရမယ်ဒီလောက်ထိပေါ့နော်ဟိုတဘာဝတရားကြီးကိုချစ်တဲ့စိတ်တွေခံစားစေရမယ်လို့မထင်ခဲ့မိဒီအဖွဲမှာပေါင်ခွင့်ရရအတွက်ကိုကိုကိုတက်လက်ပိုင်းမှာပေါ့နော်ဒီကန်ချမာကြီးကပေးတဲ့တမုံဖြစ်နေတဲ့လက်ဆောင်ရတယ်မြင်သူခံစားရတယ် အဲ့ဒါ၆ကပြတူသူကဘယ်လိုမျိုးကြီးဟိုလေးကိုစညွန့်နေပြီးပြထားတာမရှိဘူးလွတ်လွတ်လပ်ပော့ပါနေပဲအပြင်မှာသွားတယ်လို့ပဲကော့ကိုလေးပြွားပေါ့နော်အဲ့လိုမျိုးပြောဆိုအတန်ရောင်ကြီးဆဆဆဆနဲ့အဲ့မြတ်သူရဲ့တယုံမှန်ပဲဟုတ်ကဲ့ပါဒီ season လေးကိုအားပေးကြပါအောင်ဒီ season လေးပြတဲ့အားပေးတဲ့အခါမြတ်သူထပ်ပြီးတော့သွားလို့ရမယ်ထပ်ပြီးတော့ နေရာတွေသွားခြင်းမသေးအသွားခြင်းနေရာပိတ်သက်ရထောက်ပတ်မှုအားနဲ့ပဲဆက်သွားလို့ရမှာပါမြစ်သူတို့အဆောင်ကိုကြိုးစားထားပါတယ်ဟိုအပင်ပန်းလက်ခံထားပါတယ်ဒီကလေးကိုကြည့်နော်သိမယ်ထင်ပါအဲ့အဲ့လေးတွေမြစ်သူရဲ့ပင်ပန်းမှုလေးတွေမြစ်သူရဲ့အဖွဲစီပေါ့နော်မြစ်သူဒီအဖွဲလေး isolation မြန်မာအဖွဲလေးရဲ့စီလုံးမှုတွေဆွမ်းဆောင်မှုတွေကိုအကဲဖြတ်ပေးပါဝေဖန်ပေးပါလို့မြစ်သူပြောခြင်းပါတယ်ရှင့်ဒါအပြင် expedition မြန်မာတင်အဖွဲရဲ့ travel program ဖြစ်မြောက်ရေးအတွက်ကုညီပတ်မှုပေးကြပါတော့ sponsor company အသီးသီးကလည်းမိတ်ဆက်ခဲ့ကြပါတယ် support လုပ်ဖို့စဉ်းစားတဲ့အခါမှာကျွန်တော်တို့ isuzu team ဆို ကျွန်တော်စဉ်းစားမိတယ်ကျွန်တော်ကမိတ်စ်ပုံစံအနေနဲ့ပြီးထားတဲ့ကုမ္ပဏီပေါ့နော်အဲပထမဆုံးအနေနဲ့ကျွန်တော်က flymeet.com ဆိုတာပါလဲဆိုတာကိုအရင်ဆုံးအနေနဲ့ရှင်းပြချင်ပါတယ်ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်အင်းမြတ်သူကကုညီပံ့ပိုးပေးကြတဲ့စပွန်ဆာကုမ္ပဏီအသီးသီးကိုပန်းစီများနဲ့ဂုဏ်ပြုခဲ့ပါတယ်။ Expectation မြန်မာတင်အဖွဲ့မှမြန်မာနိုင်ငံရဲ့လူသူအယောက်ပေါက်နေတဲ့အစွန်ဖျားနေရာဒေသတွေမှာဒီအစီအစဉ်တွေကိုတွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီ travel program ကိုမတ်လ3ရက်နေ့ကစတင်ကအပတ်စဉ်တောက်ကြနေတိုင်း MRTV Entertainment Channel မှာထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။ Expedition မြန်မာရဲ့ Traveler Program မှာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့တကယ့်ကိုထင်ရှားကျော်ကြားတဲ့သဘာဝပတ်ဝန်းကျင်အလှပတွေကိုမြင်တွေ့ခံစားနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဒီ Traveler Program ဆိုလို့ရှိရင် Mesla 3ရက်နေ့ကစတင်ပြီးတော့အပတ်စဉ်တောကြာနေတိုင်း MRTV Entertainment Channel မှာထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ပရိသတ်များရှင်တော်ရရဲ့အစမ်းမြန်မာစီစဉ်ကနေပြီးတော့ပရိသတ်တွေတွေနောက်တစ်ပတ်မှာလည်းဘလူးမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရိုက်ကူးတင်ဆက်ပေးဦးမလဲဆိုတော့ဆောင်းမြတ်တရှုအားပေးကြဖို့ဖိတ်ခေါ်ရင်းနဲ့ဒီဒီပတ်ရဲ့အစမ်းမြန်မာစီစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။တရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးရှင်လန်းချမ်းမြေ ြပါသေးရှင်လေဘန်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ။ဉာဏ်ဆက်မြန်မာဆိုတဲ့စီစဉ်ကိုတင်ဆက်ပေးဖို့အချိန်ကြောင်းလာပြီပဲဖြစ်ပါတယ်ခင်ဗျာ အဲဒီကနေ့အစီအစဉ်မှာဆိုလို့ရှိရင်တော့ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ Wisdom Bank မှာပြုလုပ်ခြင်းပါနေတဲ့အခမ်းအနားတစ်ခုနဲ့ဝိတ်ဆက်ပေးကြပါတယ်။အဲဒီအခမ်းအနားကတော့ Divan Electric and Electronic ကပြုလုပ်ခြင်းပါတယ်။ကုပ္ပစီသိမိတ်ဆက်ပွဲနဲ့ဒီအမြဲတမ်းအားပေးနေတဲ့ customer တွေနဲ့တွေ့ဆုံတဲ့အခမ်းအနားလေးပဲဖြစ်ပါတယ်ခင်ဗျာ။အဒီအခမ်းအနားမှာဘယ်လိုမျိုးအစီအစဉ်တွေပါဝင်လဲဆိုတော့ပရိသတ်တွေကဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ လီဗန်အီလက်ထရစ်ဆန်အီလက်ထရောနရဲ့45နှစ်ပြည့်အထိမ်းအမှတ်နဲ့ရောင်းကိုယ်စားလှယ်ကြီးများအားခြေစူးတုံ့ပြန်ဂုဏ်ပြုတဲ့ဒေလာနိုက်အခမ်းအနားမှာထူးခြားဆန်းသစ်တဲ့အဲကူလာထုတ်ကုန်သစ်များအီလက်ထရောနစ်ကွန်ထရိုးလာဖရီဇာထုတ်ကုန်သစ်များနဲ့အခြားသောထုတ်ကုန်များကိုမိတ်ဆက်ပြသခဲ့ပါတယ်ဒီဘက်ရဲ့အားတာချက်ကတော့ customer ရဲ့လူအပ်ချက်ဘာလူအပ်လဲဒါတို့တို့ကအများအားဖြည့်ဆည်းဖို့အတွက်တို့တို့ကအများအားလူလူဈေးကွက်မှာ search လုပ်နေတဲ့အဖွဲ့အစည်းတစ်ခုပဲလေ အဲကြတော့အခုလိုအပ်ချက်ဆိုမရှိတော့ပါဘူးအဲနီဘန်တော့ basic ကတော့အန်နာကနေစတာဘူးနောက်အကုန်လုံးနီဘန်ကြိုက်ပါတယ်မီမီဆက်နောက် inverter အစုံပေါ့အလုံး product တွေထုတ်လုပ်မှုကတော့အခုလိုသိတဲ့အတိုင်းပဲဒါတနိုင်ငံလုံးလည်းသိတဲ့အတိုင်းပဲအလုံးကောင်းမွန်တဲ့ဟိုကအနေထားပါခင်ဗျဟုတ်ကဲ့ပါအဲ့တော့အခမ်းအနားကိုချယ်မန်ဦးသိန်းကြီးမန်နေဂျင်းဒါရိုက်တာဒေါက်တာအောင်သိန်းကိုဖြူအာကာတို့ကဖွင့်လှစ်ပေးခဲ့ပါတယ် ကာလာများနဲ့ဖြိုပြပြီးတဲ့နောက်မှာတော့ Managing Director ဒေါက်တာအောင်သိန်းက Promotion Season တင်များနဲ့ New Product များနဲ့ပတ်သက်ပြီးတော့ရှင်းလင်းတင်ပြခဲ့ပါတယ်။ဒီ6မျိုးကို3900ဘူးပြအောင်ပဲရင် ော်တို့အာရှခီးစဉ်တူလိုက်ပါတွင်ပြုမှာဖြစ်ပါတယ်โอเคဒီနေ့အခမ်းအနားတော့ကျွန်တော်တို့နီဘန်အီလက်ထရွန်အီလက်ထရောနစ်ရဲ့55နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်တဲ့အခမ်းအနားလည်းဟုတ်တယ်လို့ဒီရန်ကုန်နဲ့အောက်ပိုင်းမှာမှာရှိတဲ့အယောင်ကိုစလဲကြီးများအတွက်ဒီဂုံပြုတ်တဲ့ဒီလာနိုက်စ်ခမ်းအနားလည်းဖြစ်ပါတယ်ဟုတ်အထူးကတော့လာမယ့်နေရာဒီအတွက်ကျွန်တော်တို့နေရာဒီထုတ်ကုန် အမဲအစ်တီကိုမိတ်ဆက်မှာဖြစ်ပါတယ်သူတစ်ဖြစ်တော့ဒီထူးခြားဆန်းတဲ့ air con air cooler water dispenser ပန်ကာနောက် freezer နောက်ပြီးတော့ကျွန်တော်ရေခဲတက်တာအမျိုးမျိုးကိုဒီနေ့ခန်းနာမှာမိတ်ဆက်မှာဖြစ်ပါတယ်ဒါအပြင်ဒီနေ့တက်ရောက်လာတဲ့အယောင်ကိုယ်စားလှယ်များအတွက်ဒီအထူး promotion အစီအစဉ်တွေလည်းပါပါတယ်ခင်ဗျာဟုတ်ကဲ့မြန်မာပြည်ရဲ့ဒီဈေးကွက်မြန်မာပြည်ရဲ့ဒီတုံးဆဲသူ customer ရဲ့လိုရင်းဆန္ဒလိုအပ်ချက်နဲ့အညီနောက်ပိုအရေးကြီးတာမြန်မာပြည်မိအားနဲ့ကိုက်ညီအောင်ကျွန်တော်တို့ပစ္စည်းတွေကဒီအဓိကထုတ်လုပ်ထားတာဖြစ်ပါတယ်။ပြောင်းလဲဖြစ်ပေါ်လာတဲ့ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ lifestyle နဲ့အညီပေါ့နော်ကျွန်တော်တို့လိုအပ်တဲ့ ကက်ဆက်နဲ့အီလက်ထရောနစ်ပစ္စည်းတွေကိုကျွန်တော်တို့ကအမြဲတမ်းကောင်းတဲ့ကောင်းအောင်ကျွန်တော်တို့စ조사ပြီးတော့ထုတ်လုပ်သွားပါမယ်။ service ဘိုင်းဝန်ဆောင်မှုဘိုင်းမှာလည်းအမကန်ကျဲအတိုင်းကျွန်တော်အပြည့်အဝဆောင်ရွက်ပေးပါမယ်ခင်ဗျာ။ဟုတ်ကဲ့။အဆိုပါခန်းသားမှာတေးတန်ရှင်များဖြစ်တဲ့ wine လေးနဲ့ဇွဲပြီးတော့ကလည်းလာရောက်ဖြော်ပြပေးခဲ့ကြပါဗျာ။အဲ့တော့မှတော့တက်ရောက်လာတဲ့ရောင်းကိုစလေကြီးများကိုညစာဖြစ်တက်ခဲအခံပြီး လက်ကီဒရော့အစီအစဉ်များဖြင့်ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ကြပါတယ်။လက်ရပရိသတ်များခင်ဗျာယခုဆိုလို့ရှိရင်တော့ဒီဗန်အလက်ထရစ်ဆန်အလက်ထရောနစ်ကပြုလုပ်ကျင်းပတဲ့55နှစ်ပြည့်ပေါ့နော်ဒေလာနိုင် အဲဒီမှာဆိုကွန်မစီသစ်မိတ်ဆက်တဲ့ခဏလေးလည်းပါဝင်တယ်အဒအပြင်ညစာစားတဲ့မြင်ကွင်းပုံဝင်တင်တဲ့တူဒီတိတဲ့ရှင်နေပြောပြတဲ့မြင်ကွင်းပုံဝင်တွေကိုပါပရိသတ်တွေမြင်တွေ့ခန်းစားခဲ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအဒီတော့ဒီကနေ့အစီအစဉ်မှာဆိုလို့ရှိရင်တော့ပရိသတ်တွေကဒီနီဗန်ရဲ့ဒီထုတ်ကုန်အစ်စ်တွေနဲ့အတူနောက်လာမယ့် promotion season တွေကဘယ်လိုမျိုးရှိရဲဆိုတာတွေကိုလည်းတဘာတည်းသိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဒီ season ကိုကြည့်ရှုအားပေးရတဲ့လည်းပရိသတ်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်အင်ဆက်မြန်မာရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ season တွေကိုလည်းဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ ံကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေတွေ့ရသဆောင်ကဏ္ဍဆောင်ကမြင်ဝင်းတွေကိုရိုက်ကူးတင်ဆက်ပေးနေတဲ့တော်ရာရင်းအင်စက်ညမအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်အခုတစ်ပတ်ရင်အင်စက်ညမအစီအစဉ်မှာတော့မြန်မာ International ပြည်ပေါ်ကပြပွဲ2019ကျင်းပခဲ့တဲ့ပွဲခဏမြင်ဝင်းကိုတင်ဆက်ပေးမှလည်းဖြစ်ပါရရှင်ဒီဒီပွဲခဏမှာဆိုလို့ရှိရင်တော့အင်နာပြည်ပေါ်ကဖြစ်စီတွေမြန်မာလက်မှုလက်ရာတွေနဲ့ပြုလုပ်ထားတဲ့အင်တွင်းလက်စင်ပစ္စည်းတွေကိုခင်းကျင်းပြသထားတဲ့ပွဲခဏမြင်ဝင်းကိုတင်ဆက်ပေးမှပဲဖြစ်ပါရရှင်ဒီပွဲခဏကိုတော့ရန်ကုန်မြို့တက်မတော်ခမ်းမမှာကျင်းပပြုလုပ်ခဲ့ရပါပဲဖြစ်ပါရရှင် ဒီနေ့ပွဲခန္ဓာမှာတော့မြန်မာနိုင်ငံချိန်နဲ့ဝါလုံငန်းရှင်များအတင်းမှတာဝန်ရှိသူတွေပြပွဲမှာလည်းရောက်ပြသတဲ့ကုမ္ပဏီမှတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်ဒီလိုပဲကျင်းပတာ၅ချိန်ရှိပြီပေါ့အဓိကကတော့တင်သားကုမ္ပဏီတွေအောင်ဆက်ယုံနေပေါ့နော်အဲသူတို့ကထုတ်လုပ်တယ်ပရီဘောကတွေကိုဒီဈေးကွက်မှာပေါ့နော်ဒီကတ်စတမာတွေအတိုင်းအတိတွေ့နိုင်အောင်လို့လုပ်ပေးတဲ့ဘွဲဖြစ်ပါတယ်အဲပုံမှန်ပြနေကြတစ်ခြေခံပရီဘောက နောက်ဂျေဝါပရီဘောကနောက်ပြီးတော့စတီးတို့အလူမီနီယမ်တို့နောက်ပြီးတော့လက်သားတို့ဆိုဖာတို့အပြင်ပေါ့နော်ဒီဘက်ဆိုလို့ရှိရင်ဒီဒီခန်းဆိုလို့ရှိရင်ဒါဘေတာပေါ့ဘေတာပရီဘောကပြာခန်းပေါ့နော်ဒါကိုအထူးပြုပြီးပြထားပါတယ်အခြားဘယ်ဘွဲမှမှတော့မျိုးမရှိဘူးလေအဲတနေ့နဲ့တနေ့တော့လာကြည့်တဲ့ရေတွက်တွေများလာတယ်နောက်ဝယ်ယူတဲ့ရေတွက်တွေလည်းပုံများလာတယ်နောက်ပြီးတော့ပြာခန်းနေပေါ့ပြကျင်တဲ့ကုမ္ပဏီတွေလည်းပုံများလာတယ်ဘာလို့ဆိုဈေးကွက်ကတောက်ဆုပ်မှုဒီမန်းရှိတယ်ပေါ့ဒီမန်းရှိတော့ ပြကျင်တဲ့ကုမ္ပဏီတွေအရင်ထက်ပိုများလာတယ်။အရင်တော့ဆိုရှင်ကုမ္ပဏီ40ကျော်ကျော်လောက်ပဲပြတယ်။အခုဆို50 60လောက်ဖြစ်လာတယ်ပေါ့။လုပ်ငန်းရှင်တွေအတွက်ကတော့အဲတိုက်ရိုက် customer ကိုရောင်းလို့ရတာပေါ့နော်။နောက်တစ်ခါဒီ hotel တို့ resort တို့နောက်ပြီးတော့ဒီ housing project တို့ပေါ့။အဲအဲ့လိုမျိုးနောက်ပြီးတော့ restaurant တွေပေါ့။ဒီလိုလုပ်ငန်း B2B ပေါ့နော်။လုပ်ငန်းလုပ်ငန်းသမားတွေလည်းပဲဒီချိန်မှာဈေးနှုန်းသက်သာမှုရတယ်။ quality ပြတယ်။လိုချင်တဲ့ဒီ customize လုပ်ချင်တဲ့ ပြီဘောကကိုလည်းရွေးပြီးတော့ပဲယူလို့ရတယ်ပေါ့အဲဝယ်သေးတဲ့လူတွေအတွက်ကြတော့လည်းဘဲမသွားကြမလို့ပဲနဲ့ဟိုဒီမှာကြည့်လို့ရတယ်နောက်တစ်ခုကတချို့ဆက်ယုံတွေကဟိုဆိုင်မရှိဘူးရှိုးရုံမရှိဘူးဆက်ယုံသွားမှပဲမြင်ရမယ်ဒီမှာကြတော့ဆက်ယုံသွားကြမလို့ပဲနဲ့ကြည့်လို့ရတော့ဆိုတော့အကျိုးရှိပါတယ် ဒီနေ့ပြပွဲမှာဆိုရင်တစ်အခြေခံ ပရီဘောကဂျိန်ဝါပရီဘောကစတီးအလူမီနီယံပရီဘောကလဲတာဆိုဖာတို့အပါအဝင်မြမလက်မှုလက်ရာတွေနဲ့ပြုလုပ်ထားတဲ့အိမ်တွင်းအလှဆင်ပစ္စည်းတွေလည်းပါဝင်ပြတာရောင်းချခဲ့ပါတယ်ဒီနေ့ပွဲအခမ်းအနားမှာဆိုရင်တော့ပြည်တွင်းပြည်ပအိန္ဒြပရီဘောကကုမ္ပဏီပေါင်း90ကျော်မှပြာခမ်းပေါင်း160ကျော်ပါဝင်ပြသရောင်းချခဲ့တာဖြစ်ပါတယ် လူတည်နေတဲ့တင်မျိုးစိတ်တွေကိုကျွန်တော်ကရှာဝေဖော်ထုတ်ပြီးတော့အများပြည်သူပေါ့နော်ဒီအစ်တွေရရှိလာအောင်ဒီအစ်တွေကတုံးဆွဲအစ်တွေဆိုတာကိုအတိရလာအောင်ကျွန်တော်ကဒီဟိုအလုပ်ပေးတယ်မိတ်ဆက်ပေးတယ်ပွဲပါမယ်ကျွန်တော်တော့ဒီမှာကတော့ဒီရှာပါတဲ့တင်မျိုးစိတ်တွေလူတည်နေတဲ့တင်မျိုးစိတ်တွေဖြစ်တဲ့ဥပန်၊လိတ်သေး၊အောက်ချင်းစာ၊ပင်လယ်ဦး၊ရှစ်ခေါ်၊တစ်ကညောင်း၊ရင်တိုက်၊တင်းဝင်ဒါတွေပါကျွန်တော်ထည့်ရပြထားပါတယ်။တစ်တမျိုးကိုကျွန်တော်ဒီပစ္စည်းနှမျိုးစီတော့ကျွန်တော်ထုတ်ထားပါတယ်။ ဒီပြားမှာတော့အဲ့ပစ္စည်းတွေတော့ကျွန်တော်တို့ကရောင်းချပေးသွားဖို့အစီအစဉ်တော့ရှိပါတယ်ဒီအစ်စ်မျိုးတွေဆိုရင်တော့ကျွန်တော်ရှာမတဲ့အစ်စ်မျိုးတွေဖြစ်နေတယ်လိတ်သေးလို့ဟာမျိုးဆိုရင်ကျွန်တော်တို့ဒီပင်လယ်အုံးလို့ဟာမျိုးဆိုရင်တော့ကျွန်တော်ကဒီအေးဓာတ်ကိုခနာကိုပေးဆွိုင်းထိုင်ဆွိုင်းရှိတယ်ဒါခနာကိုနဲ့ဒီအပူအေးဓာတ်ကိုလည်းထိန်းညှိပေးနိုင်တဲ့တတိယရှိတဲ့အတွက်ကျွန်တော်ကကျန်းမာရေးရညှို့တဲ့အစ်စ်မျိုးစိတ်တွေဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာအစ်စ်မျိုးစိတ်ပေါင်းထောင်ချီပြီးတော့ရှိတယ် ဒါပေမဲ့ကျွန်တော်တို့တော်များသိနေတာတစ်ဆယ်မျိုးတည်းပို့ပြီးတော့မသိကြဘူးပေါ့လက်ကျိုးတယ်အဲ့တော့ဒီတစ်မျိုးတွေလည်းဒီလိုသုံးလို့ရပါတယ်ဆိုတာကိုအသိပေးတယ်အဲ့တော့မြကြည်သုံးဆယ်ရင်းအပြင်ခရီးစနစ်ကိုထိမ့်သိမ့်မှုအတွက်ကိုပို့ပြီးတော့အခွင့်အမ်းအများလာနိုင်ပါတယ်အနည်းဆုံးကတော့ကျွန်တော်တို့ဒီပစ္စည်းတန်ဖိုးကတော့ဒီ1000ကျွဲ2000နေပြီးတော့ကျွန်တော်တို့ဒီ30 35စင်တီရှိတဲ့တစ်မျိုးစားရည်လည်းအများကြီးရှိပါတယ် ဒီပရီဘောကပြဝဲကို၄ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးပြဝဲကျင်းပတဲ့နေ့တွေမှာပစ္စည်းတွေကိုဈေးလျှော်ရောင်းချခြင်းဝယ်ယူတဲ့ customer တွေအတွက်ပစ္စည်းတွေကိုအိမ်နာရရောက်ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုတွေလည်းပြုလုပ်ပေးခဲ့ပါတယ်။ ိသမားရှင်အခုဆိုလို့ရှိရင်တော့မြန်မာနိုင်ငံချိန်တဲ့ဝါလုံငန်းရှင်များအတင်းကဦးစီးခြင်းပါတယ်မြန်မာ International Inner Pre Board ကပြဝင်2019ကပြဝဲကျင်းပခဲ့တဲ့ပွဲခန်းနာမြင်ကွင်းတွေကိုတက်ဆက်ပေးကြတာပဲဖြစ်ပါတယ်ရှင်ဒီနေ့ခန်းနာမှာဆိုလို့ရှိရင်တော့ Inner Pre Board ကအလှဆင်ပစ္စည်းတွေကိုခင်းကျင်းပြသထားတဲ့မြင်ကွင်းတွေကိုတက်ဆက်ပေးကြတာပဲဖြစ်ပါတယ်ရှင်ပြိသက်များရှင်နောက်တစ်ပတ်မှာလည်းအင်းဆက်မြန်မာစီစဉ်ကနေပြီးတော့ဘယ်လိုမျိုးစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေကိုရိုက်ကူးတင်ဆက်ပေးဦးမလဲဆိုတော့ဆောင်းမြေတရှူအားပေးကြဖို့ဖိတ်ခေါ်ရင်းနဲ့ဒီတစ်ပတ်ရဲ့အင်းဆက်မြန်မာစီစဉ်ကနေပြီးတော့နှောက်ဆက်လိုက်ပါတယ်ရှင်တရှူအားပေးကြတဲ့ပြိသက်များအားလုံးကိုကျေးဇူးတင်ရှိ 我的心。